ာပြောပြောစိတ်မဆိုးပါဘူးလို့ဟိုအဲတခုပဲအဲတခုပဲဆိုတာကမိဘနဲ့ပတ်သက်လာရင်တော့ဗောနော်ရှုပ်ဆိုရင်မနေ့ကဒီညီမတို့မီဒီယာတင်တာမဟုတ်ပဲねပေးအတူတွေကနေစကားပြောနဲ့တင်တာရှိတယ်လေနော်အဲခင်မောနဲ့ဖောက်ပြန်နေတဲ့အမိခင်ကြီးကိုစိတ်ကုန်နေတဲ့ခင်ရနာဆိုကျွန်တော်ဘက်ကဒီအကြောင်းနဲ့ပတ်သက်ပြီး official နေခဲ့တာတခါမှမရှိဘူးဘလို့စဖြတ်နိုင်လည်းမသိဘူးနောက်ပိုင်းဒီအဲဟိုဗာလဲ အင်ဒိုနီးရှားကားလားဘယ်ကားလဲမသိဘူးเนาะအဲ့ဒီကားထွက်တာအဲ့ဒီကားနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်အမေပြောထားကြတာအများကြီးပဲကျွန်တော်ကလည်းအဲ့ဒီကိစ္စလေးတော့မဟုတ်တဲ့အတွက်ဒီနေ့ကနေအားလုံးအသိပေးချင်ပါတယ်မပြောကြပါနဲ့လို့ကျွန်တော်တော့ပြောလို့ရပါတယ်ဒီရဲ့သူကတိပါတယ်ဟိုမြမဆိုင်ဝိုင်းနဲ့တခြင်းဆိုတာဘယ်လောက်ခက်လဲမြမဆိုင်ဝိုင်းနဲ့ဆိုတာဘယ်လောက်ခက်လဲဒီအပြင်မှာဒီဘန်နဲ့ဆိုတာကတော့အာဒီဘက် unplus ဆိုတဲ့သူတွေဆိုပိုတိတယ်သူတို့ဆိုရင်ဒါ ဟိုစုံနေကြမို့လို့မခက်ခဲဘူးလို့ထင်ရပေမဲ့ဒီ emblem မှာဝင်ဆိုဖို့ဆိုတာလည်းမလွယ်ဘူးလေနော်မမေကအမြဲတမ်းပြောနေကြစကားတခုရှိတယ်မမေဆိုရင်ဒါစိုးကရည်တီးပြိုင်ပွဲကိုအာဒါအတိုင်းကတာဝန်ပေးရခါကျရင်ပြိုင်ပေးရတယ်ဘာလို့ဆိုဟိုတော့နေကဘိုးတိုင်းမှာဟိုပညာရှင်အဆင့်ဆိုတာရှိတယ်လေစိုးကရည်တီးမှာကဝါသနာရှင်ပထမတန်းအဆင့်ပေါ့အဲ့ဒီပထမတန်းအဆင့်ကကန့်သက်ချက်မရှိဘူးတပါတော်ရွှေ၅စုအထိယူလို့ရတယ်အဲ့မှာအသက်80ကျော်လည်းရှိတယ်အာနီးပြဆရာမတွေလည်းပါတယ် ကြိုက်တယ်လို့ကြိုက်တယ်လို့ပြန်လို့ရတယ် limit မရှိဘူးပြန်ခွင့်ရှိတယ်ဘာလို့ဆိုတော့သချင်းတွေကလည်းဝါသနာရှင်လောက်စုံနိုင်တဲ့အစိမ့်ကိုထားထားတာမဟုတ်ဘူးလုံးဝပညာရှင်တွေပဲပြိုင်တဲ့သချင်းတွေအကျွန်တော်ဆိုရင်နောက်နှစ်ကျရင်ဝါသနာရှင်ပထမတန်းကာလပေါ်ပြိုင်ရမှာဘာလို့ဆိုပြန်ရမယ်ဘာလို့ဆိုနောက်နောက်တော့ပညာပေးဖို့အတွက်ဥမာ၃ရွေလေဒီလိုကဏ္ဍဝင်သချင်းတွေဆိုရင်ကျွန်တော်လက်တွေ့မစိုးမစိုးဘူးသေးဘူးအဲ့တော့ဒါတွေကိုတင်ယုံနဲ့လည်းမပီးဘူးလေအဲ့တော့ဘယ်လောက်ထိတက်နိုင်မလဲပေါ့ကျွန်တော်ကဝါသာရှင်ဒုတိယလည်းမှရွှေရွာတော့ဝါပောက်တက်ရတာပေါ့နော်မမေနဲ့ တူသွားတာအဲ့တော့ကျွန်တော်ပြိုင်တော့မမေ့နားပြီးမယ်လေနောက်လာမဟုတ်ဘူးနောက်နှစ်ကျရင်တော့ကျွန်တော်တို့ကဒီပညာရှင်အဆင့်မှုလို့ပြိုင်တာဒါတွေကဟိုတကယ်နီးပြဆရာမတွေလည်းပြိုင်နေအကုန်လုံးဒါလည်းတိုင်းကိုစားပြုအတွက်ပေါ့နော်ဟိုလိုမျိုးအတွက်တော့ဟိုပို့ဝါဒနာအတွက်မဟုတ်ဘူးနောက်ပြီးတော့ဒါတွေကိုပြိုင်မှပဲနောက်လာနောက်သားပညာလက်ဆင့်ကမ်းပေးလို့ရမှာကျွန်တော်ကိုယ်တိုင်ကဥမာဒီចောင်းစာမှာလည်းဘွဲရပညာတက်ဖြစ်တယ်လို့တချို့ကြတော့လည်းဘွဲတပွဲနေမလုံလောက်ဘူးအများကြီးထပ်ယူတယ်ကျွန်တော်လည်းအဲ့လိုပဲ ဝယ်တော့ရပြီပြီလုံလောက်သေးဘူးယူရအောင်မယ်နောက်လောက်နောက်လောက်တင်ရမယ်ကျွန်တော်မှလည်းကျွန်တော်တပည့်လေးတွေရှိတယ်ညီမတန်တင်ပေးတာပေါ့နော်အဲ့လိုဆိုတော့ဟိုအဲ့လိုဆိုတင်တင်ဖို့အတွက်ကိုကျွန်တော်ပညာရေးယူရအောင်မယ်အဲ့လိုပညာရှင်သချင်းတွေဖြစ်တဲ့ဂီတအခြေခံတို့နီးအောင်မယ်လမ်းတို့စီတော်ကြီးတို့စိုးနိုင်တယ်ဒါမှချင်းပုတ်ရီကလိုချင်တဲ့ကိုကအများကြီးလိုချင်တာလေပညာပညာဆိုတာကလိလာစီးဘူးလို့မကုန်ပါဘူးမင်းဆိုရင်ပြိုင်တော့မယ် သူနဲ့အတူတူပြိုင်ခဲ့တဲ့သူတွေတောင်ဒိုင်လုံနေပြီသူဒိုင်မလုံဘူးဘာလို့လဲသိလားဒိုင်လုံတာအရင်လူမုန်းခံရတယ်တဲ့တမီးအမေဒိုင်မလုံဘူးတဲ့အခုလုံတော့မယ်ဆိုတော့လည်းမမေကိုစာပြီးခွင့်တာမမေတမီးကိုဒီလိုမျိုးစတင်ပြတော့ပေါ့နော်ဒီလိုစိတ်ဝင်စားတာပေါ့ဆိုတော့မမေတမီးလောက်ရမလားဆိုတော့လုံရှင်လုံဒါမဲ့တမီးအပြောဆိုတက်အောင်ပြောရမယ်အနေထိုင်တက်အောင်နေရမယ်အဲ့လိုမျိုးပေါ့နော်အခုကိုအောင်ကိုနဲ့ညင်းတဲ့ကိစ္စပေါ်မှာတော့မေရမစူပါဘူးအဲ့လိုဆိုတော့သူတင်မဲ့ကိုမတင်ဘူးဖြစ်တာပဲအဓိကအဲ့လိုမေးကပြိုင်ပွဲဝင်နေကိုစိတ်ထကြအောင်ပြောရအောင်ပြအခုလည်းညီမလောက်တာဘာမှမထီးကြိုက်ဘူးဒါညီမ ဒီနေရာကိုဟိုအချိန်တစ်ခုရအောင်တော့ထိုင်နေတာပေါ့၄50ရအောင်ရင်သူမ30ကျော်လောက်ကြာရင်နည်းနည်းစောသွားတဲ့အချိန်ကျတော့ဆရာဆရာဦးအောင်နိုင်စံပြောသလိုပဲဆရာပြောသလိုပဲဘာလို့ထိုင်တာလဲဆရာသမီးတို့ကြောင့်တမျိုးပေါ့เนาะဒါ experience အစ်စ်ပေါ့เนาะအဲ့လိုမျိုးကိုမပြိုင်တော့ဘူးလေတခြင်းမဲ့ထုတ်မယ်အဲ့တခြင်းကပေါ့ချင်ပါမပေါ့ချင်နေလို့ဆိုကိုတခြင်းကလည်းအဲ့လိုပြန်ဆိုတေးကြီးကြပြင်သက်တည်ရယ်ကိုကိုပိုင်တခြင်းကြတော့ကို fan တွေလောက်ပဲတည်ရယ်ဆိုတော့အဲ့လို အကုန်လုံးကအလိုထိုးစရာဖြစ်သွားတာပေါ့ချို့ဆိုရင်ကျွန်တော်ဇာမင်းသမီးလို့ထင်တာဇာမင်းသမီးမဟုတ်ပါဘူးလို့ကျွန်မစုံကိုပြောလဲမတတ်ပါဘူးလို့ကျွန်မကျွန်မဆိုင်းမင်းသမီးပါကျွန်မဆိုင်းမင်းသမီးပါအဲ့တော့ဟိုဒီဆိုင်းပညာမှာလဲညီမလေ့လာရအောင်မယ်ဘာလို့ဆိုဖိဖိရဲ့အမွေဖြစ်တဲ့အတွက်လေအဲ့ညီမစတားကိုတော့မတင်ဖို့ request လုပ်ထားတယ်ဒီနေ့အဲဗာလဲ ဒိုင်ဦးမျိုးကဖေဖေဆိုင်မှာတော့ဝင်ဆိုခဲ့တဲ့အမရယ်ကိုနဲ့တစ်ခါမှမဆုံဘူးလားအာလာပြိုင်တော့မှတွေ့ရကိုဇော်လွန်ဆိုင်မှာဆိုဦးပါဆိုတော့ကို့ဖေနာမည်ဆိုင်ဆရာဦးဇော်လွန်အဲ့ဒီမှာနောက်တော့အမဆိုနေဆိုနေနဲ့ဖေဖေမျက်နှာကြီးကိုင်းကိုကွယ်မြင်လာရောကျွန်တော်မီဒီယာမှာတစ်ခါမှမငိုပြဘူးလေနော်ငိုပြဘူးဆိုတော့ကျွန်တော်ငိုခြင်းလဲအောင့်ထားတာဘာလို့မှမငိုဘူးဟိုဒီတိုင်းတော့မှဟိုလူဆိုတာကကို့ဆိုအကိုအမားတာအမားပေါ်မှာပြိတ္တတွေဆိုတာကဟိုအမြင်ကို့ဟိုတမျိုးမြင်သွားတတ်တယ်အဲ့တော့အထင်မြင်မလွဲအောင်ကိုနေတာပေါ့နော် လို့ဆိုတော့ငိုမိွားတာဖေးမျက်နှာကြီးကွင်းကွက်မြင်ပြီးတော့ဒုက္ခပဲဆိုတာကလည်းဒါဖေးဖေးတင်ပေးခဲ့တဲ့ချင်းတင်ပလီလွေနှောင်းဆိုတာလေဖေးဖေးတင်ပေးခဲ့တာပေါ့နော်ဖေးဖေးကတော့ချင်းမဆိုစီခြင်းပေးမဲ့ပေါ့နော်အဲ့လိုဆိုတော့အစိမ်းမကောင်းဖြစ်သွားတာအဲ့လိုဒီနေ့ဒိုင်ဦးကလည်း3-4ယောက်လာပြန်ကြတယ်ရွေးလိုက်ရအောင်တယောက်မှအဆင်မပြေသေးလို့ပေါ့နော်လိုအပ်ချက်လေးရှိသေးလို့အာတောင်းပန်ရသေးတယ်ဟေးကိုမျိုးကိုသားမလို့မရွေးတာမဟုတ်ဘူးနော်လို့လိုအပ်ချက်လေးရှိသေးလို့မချိုးဆူရုံးနဲ့ကအရင်နှောင်းနဲ့ကပွဲ3ပွဲလောက်စုံဘူးတယ်ပရမအောင်ဆုံးစုံတဲ့ပွဲကတော့ ဟိုအစိုးရတွေအများများတယ်မမရွှေတိမ့်တန်လို့လည်းပါတယ်မမချိုးစုခင်လည်းပါတယ်နောက်ပြီးတော့အဲအများကြီးပဲမှတ်တောင်မှတ်မိဘူးအမမမမိုင်လေးလည်းပါတယ်အဲတော့ကလည်းတော့နှုတ်ဆက်တယ်ကြာပါပြီ2020နှစ်လောက်ကပေါ့နော်အဲတော့ကဆိုလို့ရှိရင်လည်းစီနီယာအမတွေနဲ့အများကြီးတွေ့ရတယ်အဲတော့ကဆိုမချိုးစုခင်အတန်လုံးဝမကြတာအတန်ကြီးကအားကောင်းချက်ကြီးရရှေ့ကြီးဟုတ်တယ်အာနောက်ပွဲကြတော့ဒုတိယပွဲကြတော့ဆက်ဆုံတယ်အမကိုဆိုတာလည်းနားထောင်ရင်းနဲ့ပြောပါသေးတယ်တမီးနဲ့ ဆိုင်နေဆိုတာလားညီကြီးတွေဘာတွေလောဘမကြီးနဲ့တော့အတက်ကြီးရင်တန်အိုးထိမယ်ဉာဏ်ဆုံးမှပါတယ်တွေ့ရင်တွေ့တဲ့အချိန်ပေါ့နော်တင်စရာရှိရလဲအများနဲ့တင်ပြပေးပါမယ်ရှိလဲချီကျူးပေးပါတယ်အာဒီအမရောလားအော်အဲ့ဒါတချို့ကျတော့မသိလို့ကိုကလည်းဒီ audition မှာလူစစ်ပေးရင်းနဲ့လက်ပြက်လေးတရဝက်လိုက်တာပေါ့ပါပေါ့နော်အမျိုးဝက်လိုက်တဲ့ခါမှာဒီအမရောကိုပြောဒါကသူ့ကိစ္စနဲ့သူရှိပါတယ်အတိရသူကသိပါတယ်အဲ့ဒါရှင်းပြစရာမလိုပါဘူးတချို့ကျတော့ show တာစိတ်ဆိုးပါဘူး ကျွန်တော်လည်းဒီဖြစ်ဒီမူလက်ခံလို့အဲ့ဒါတမင်ဝတ်ထားတာပါ။ဘာပြောပြောစိတ်မဆိုးပါဘူးလို့ဟိုအဲတခုပဲအဲတခုပဲဆိုတာကမိဘနဲ့ပတ်သက်လာရင်တော့ဗောနော်ရှို့ဆိုမနေ့ကဒီဒီမတို့မီဒီယာတင်တာမဟုတ်ပဲねပေးအတူတွေကနေစကားပြောနဲ့တင်တာရှိတယ်လीနော်အဲခင်မောနဲ့ဖောက်ပြန်နေတဲ့အမိခင်ကြီးကိုစိတ်ကုန်နေတဲ့ခင်ရနာဆိုကျွန်တော်ဘက်ကဒီအကြောင်းနဲ့ပတ်သက်ပြီး official နေခဲ့တာတခါမှမရှိဘူးအဲ့လိုမမေကတော့ဟိုဒါမကွဲစီခြင်းလို့ညှိပေးခဲ့တာသူဘက်ကဆက်သွယ်တာအဲ့လိုမျိုးရှိတာဗောနော်ဒါပေမဲ့ဟိုလိုမျိုးအဲ့လိုမျိုး ဘလို့စဖြတ်နိုင်လဲမသိဘူးနောက်ပိုင်းဒီအဲ့ဟိုဗာလဲအင်ဒိုနီးရှားကားလားဘယ်ကားလဲမသိဘူးเนาะအဲ့ဒီကားထွက်တာအဲ့ဒီကားနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်အမေပြောထားကြတာအများကြီးပဲအာအဲ့ဒီကိစ္စတော့ကျွန်တော်ကလက်မခံဘူးအာကျွန်တော်အမကဒီကတော့မဖြစ်သင့်ဘူးပေါ့နော်မန်နေဂျာအမကလည်းပြောတယ်ကျွန်တော်ကလည်းအဲ့ဒီကိစ္စလေးတော့မဟုတ်တဲ့အတွက်ဒီနေ့ကနေအလုံးအသိပေးချင်ပါတယ်မပြောကြပါနဲ့လို့ကျွန်တော်တော့ပြောလို့ရပါတယ်အာမမေကိုမုံလဲရတယ်မချစ်ပေးလဲရတယ်ဒါပေမဲ့မဟုတ်တဲ့တဲ့နေတော့ချင်းချင်းမီယုံမေးပါလို့ပြောချင်ပါတယ်